ော်နော်နိုင်ငံအကြီးကြီးတဲ့ဖြစ်လူကြီးတွေကဆွေးနွေးနေတယ်ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်ကြီးတွေကသူတို့ကအဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲလူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရပြောတာပဲမှန်ရင်အဲ့ဒီလူကြီးကလက်ခံလိုက်ရကျွန်တော်တို့ကဒီမှာမရဘူးလားဟုတ်လားမင်းတို့ရှိမှမရဘူးလားဟမ်မရဘူးလားမင်းတို့ရှိမှဘာလို့မရမှာလဲဟောရရမယ်ရဖို့တော့ဘာလို့တိုက်နေတာမင်းတို့မင်းတို့အုပ်ချုပ်နေတယ်အဲ့လိုခွင့်ရပဲတော့မှမရဘူး မှန်လောက်မှန်တယ်လည်းပြောနိုင်မှုတော့ငါတို့တိုင်နေတာအဖက်ဖက်ကနေစနေတခုလုံးတွန်းလိုက်နေကြတာငါတို့ကစัจကြည့်မယ်ဗျာတော်လံပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဖြစ်ချောင်းကုတ်ခင်ကျွန်တော်အမည်အစီအစဉ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ စက်ကပြပွဲလေးတခုကိုသွားကြတာပေါ့ဗျာနော်ဆိုတော့ပြပွဲထဲမှာတွေ့ရမယ်ဟိုတတဝါတွေတွေးဆန်နေရတော့ကြိမ်တူပြီးတော့ခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ်ဆိုလို့တော့နော်မိခွင်းနဲ့ခုံဆိုမိခွင်းနဲ့ခုံနဲ့ထိုင်ဆိုထိုင်နဲ့ထဆိုထရဲနော်အမေတို့တကယ်တက်တာမဟုတ်တကယ်တိရမဟုတ်ဘူးဗျာတင်တင်လာတဲ့ဟာတွေပဲတင်လာတဲ့အသိဉာဏ်ပဲရှိတာပေါ့နော်ဆိုတော့အဲ့ဒါကိုဘယ်လိုလူတွေကဖြတ်တန်းရလဲဆိုတာလေးတစ်ချက်ကြည့်မယ်နော်ဘုရင်မင်းအွန်လိုင်းရရုရှားခီးစရာတွေပြီးတော့လူငယ်တွေအတွက်ဘာတွေသင်ဆောင်လာမယ်လို့ထင်တယ် မကြုံမုံချင်းမေးအောင်လိုင်းရဲ့ရုရှားခီးစင်မှာကျမတို့လူငယ်တွေအတွက်အကောင်းမွန်တဲ့နာဂတ်တွေတည်ဆောင်လာမယ်လို့ယုံကြည်ပါတယ်။အဲဗိုလ်ချုပ်မှုကြီးမေးအောင်လိုင်းရဲ့ရုရှားခီးစင်မှာကျွန်တော်တို့လူငယ်တွေအတွက်အကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောင်လာမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဒီမှအနေနဲ့ဒီခန်းဒီဟိုနော်ဒီကျိုးလိုအခန့်ဒီဟိုအောင်ထားလိုက်ဟိုကြီးဟိုမောင်ထားလိုက်နော်ဆက်စတော့ကျောင်းသားကျောင်းသူနှစ်ယောက်နော်နော်ဆိုတော့သူတို့ကတယ်လာမယ်လို့ယုံကြည်ပါတယ်ဆိုတော့ဘူယုံကြီးမင်းအောင်လာရရုရှားကြီးစင်မှာ ကောင်းမွန်တဲ့အနာဂတ်တွေတည်လာမယ်လို့ယုံကြည်ပါတယ်ဆိုတော့အဲ့ဘာ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 တွေတည်လာမှာမဟုတ်လို့လဲဟင်ဘာတွေယုံကြည်ရဟင်မင်းတို့မင်းတို့ဘယ်သူကယုံကြည်တိုင်းညာမင်းတို့ကလူငယ်တွေဖြစ်ပြီးတော့ဟင်ခု online ခေတ်ကြီးကမင်းတို့လေးလာနေရတွေ့နေရပဲဟင်ဘာတွေပြောခိုင်းတိုင်းပြောနေရလဲငါညီလိုရဲ့ပုံသေးဦးလေမင်းတို့ကကြားသက်ယုံထဲမှာရှိရတွေးချင်တော့တာပဲရှိရမင်းတို့အစင်ရအဲ့လိုဖြစ်နေပြီငါညီဘာညီမလို့နော် ဒီလိုကိုယ်တိုင်လည်းသိရဲ့ကိစ္စမဟုတ်ဘူးဘာမှလည်းမသိကြိုဆိုလို့ကြိုလိုက်ရတယ်ပြောဆိုတဲ့စကားကိုပြောလိုက်ရတယ်ဟင်ဘယ်ဘာမှမသိပဲနဲ့ပြောလိုက်တာလေအဲ့ကလေးတွေကထောင်းနော်နှုတ်လိုက်တင်တာဒါကျွန်တော်တို့ပညာရေးစနစ်မှာကျွန်တော်တို့ငွေလေးတွေကကြုံလာပြီးသားကိစ္စနော်ဆရာကြီးလာလို့ရှိရင်ဘာစကားပဲပြောနော်တနည်းဘယ်အချိန်တင်လဲဆိုဘယ်အချိန်ဘာသာတွေတင်လဲပြောနော် ဆိုအဲ့လိုငွေငွေတွေကကြားလာပြီးသားကိစ္စတွေဗျာဒါငွေလေးရဲ့ဘူးတာဝါဒကိုကြိုက်သွင်းလာပြီးသားကိစ္စတွေပေါ့ဆိုတော့ဒီကလေးကိုထားလိုက်အောင်ဒီမှာကကြီးရွယ်ကိုကိုကြီးဟိုမှာတဲ့ဒီကိုဘလုံးစိတ်ကူးနဲ့လာတာလေအဲ့ဒါပြောဗျာအဟောကျွန်တော်မိုးကြီးမရလားအခုနိုင်ငံဟိုရက်ချာကိစ္စမှာပါတော့ကျွန်တော်တို့လူငယ်တွေအတွက်အနာဂတ်ကောင်းတွေတက်ဆောင်လာမယ်လို့ကျွန်တော်တို့ယုံကြည်ရတဲ့အတွက်ကျွန်တော်တို့လူငယ်တွေရဲ့သူ့အခွင့်သူပြန်ကြည့်ရော လူငယ်၃ယောက်လောက်ကိုသူမွေးထုတ်မွေးထုတ်ထားတဲ့ကျုပ်ဟမ်အဲ့ဒါကသူကလူငယ်လုံနေတော့ဟောကျမကတော့ဘူယုံမီမရောက်နိုင်ရကျမတို့တိုင်းပြည်အတွက်ဘာညာစမကလာစာသားလေးပါလေနည်းနည်းပြောင်းပြောလေဘာကိုယ့်ရုပ်ကိုပြန်ကြည့်အောင်ဘာကိုကျမတို့လူငယ်တွေလဲကျမတို့လူငယ်တွေအတွက်ဆိုလို့ရှင်လဲတမျိုးကျမတို့တိုင်းပြည်ရလူငယ်တွေအတွက်ဆိုလဲတမျိုးဟမ်ဦးကြီးကိုမားတဲ့အရန်နှုတ်တိုက်ကြီးနော်အရန်အချက်ပွဲတာအောင်မင်းတို့ကလှုပ်လိုက်လို့ရှင်ရှယ်တွေကြီးပဲရှယ်ရှယ်အချက်ပွဲတာတွေကြီးပဲ ကျေးဇူးပါညီမမကျောင်းမူကြည့်မရလိုက်ရဲ့ကျမရုရှားခရီးစဉ်မှာကျမတို့လူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်တွေတည်ဆောက်နိုင်မယ်လို့ကျမတို့ယုံကြည်ပါတယ်။ဟုတ်နော်ကျေးဇူးပါညီမဟုတ်ပါကျွန်တော်နိုင်ငံမှာလူငယ်တွေရဲ့ခန်းငါနာကဒါတော့ပုံတော်တော်အရေးကြီးပါတယ်ပါတီလူငယ်တွေရဲ့ခန်းငါနာအရေးကြီးတာပေါ့နော်လူငယ်တွေရဲ့ခန်းငါနာအရေးကြီးတာပေါ့ဟမ်ဘာလို့အရေးကြီးရမင်းတို့တက်မတော်ဟမ်မင်းတို့တက်မတော်ကြီးရမရှိရဘူးလေ စစ်တီအင်အားမရှိတော့ဟုတ်တယ်မလားဟမ်လူငယ်တွေရှိမှမင်းတို့အင်အားပြန်ရမှာလေပေါ်တာတွေဆွဲနေရတော့လူငယ်တွေခန်းကဏအခုကျတော့အရေးကြီးတာပေါ့ဟမ်ဟဲ့လားကိုညိုလူငယ်မျိုးစနစ်ကိုတွားပြီးဆိုလို့ရှိရင်လူငယ်ခန်းကဏပိုအရေးကြီးတယ်ဟမ်ဘာကြောင့်လူငယ်ခန်းကဏအရေးကြီးတယ်ဆိုကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ်ဒီလူငယ်တွေကပဲဘယ်ဘယ်လူငယ်တွေကခေါင်းဆောင်တက်လုံတာအဲအဲ့လူငယ်တွေကိုဘယ်အချိန်မှာခေါင်းဆောင်တက်လုံခိုင်းတာဟမ် အဲ့ဒါနောက်ပဲနှစ်40ကြာသွားပြီးတဲ့အချိန်မှာခေါင်းတော်လုတ်ခိုင်းလိုက်တာလူငယ်ကနေပြီးတော့ဟုတ်လားမင်းတို့နေရာပြေးပုံစံအဲ့ပုံစံနဲ့ပြေးကြလေဟမ်ခုမင်းတို့ကတိုင်းပြည်ကိုနေရာပြေးရလူငယ်တွေနေရာပြေးရစစ်ထဲမှာပြေးနေတာခြေထဲမှာပြေးနေတာနေရာတွေတန်းစီနေရာပဲလေဟမ်ဘယ်အောင်နေရာပြေးနေမင်းတို့ကဟမ်ဘယ်လူငယ်ဥစားအောင်ပါလဲခြေထဲမှာပဲဥစားအောင်နေရာမှာအခု လုံရက်နဲ့တော့မင်းတို့အခုပြောနေတဲ့စကားတွေနဲ့မင်းတို့လုံရက်တွေနဲ့တခြားစီပဲတခုမှမှန်မနေဘူးတတိယနဲ့လိန်မနေကြပါနဲ့တတိယနဲ့လိန်မနေကြပါနဲ့တက်ခွဲစီစီမှာပါပါဖြစ်တယ်ဒီလူတွေကပဲဆောင်းလုံးမှာဖြစ်ပါတယ်အဒီနေရာမှာကျွန်တော်ပြောချင်တာဟုတ်တယ်နော်ဟုတ်နော်လူငယ်နဲ့ဟောလူငယ်နဲ့လူကြီးတွေပေါ့လူငယ်ရဲ့လူကြီးတွေရဲ့ကွာခြားချက်ပေါ့လူငယ်နဲ့လူကြီးရဲ့ကွာခြားချက်ပါပဲလူငယ်တွေကတော့ သူ့ရဲ့ဟောနော်သူ့ရင်စန္ဒပေါ့အဲလူကြီးတွေကတော့ကြောင်းကြမှုပေါ့နော်ပြောရမယ်ဆိုရင်အတူလူငယ်လေးလူဝင်စန္ဒမဟုတ်လူကြီးလေးကြောင်းကြမှုမဟုတ်လူကြီးတွေဆိုတော့မင်းတို့ဘယ်သူကြီးရလားဘယ်လူကြီးတွေကြီးရလားကြောင်းကြမှုဆိုတော့ဘယ်ဟာမျိုးဆိုလို့ညင်တာမင်းပြောကြဟမ်ဇော်မဲလုံးအဘုဒ္ဓကောဘယ်လိုလူကြီးမျိုးဆိုလို့ညင်တာလဲလို့မင်းတို့အဖွဲ့အစည်းကိုမင်းတို့ဆိုလို့ညင်တာမလားလူကြီးဆိုတာ ဲ့တော့တောင်းတတာမဟုတ်ဘူးငါတို့ကရားပိုင်ခွင့်ရေးရှိတာလူငယ်တွေမှာလူငယ်မဟုတ်ဘူးခလေးမှလည်းခွင့်ရေးရှိတယ်ထရေးဆာမှလည်းခွင့်ရေးရှိတယ်ငါတို့နိုင်ငံမှာအဲ့အခွင့်အရေးတွေမရတာတခုမှကိုယ်တောင်းစားတို့တို့ပြလူငယ်တွေရဲ့တောင်းတမှုလူကြီးတွေရဲ့ကြောင်ကြမှုလူငယ်တွေရဲ့တောင်းတမှုကလူငယ်တွေဒီသူကအမြဲတမ်းအလိုရှိတယ်အမြဲတမ်းအလိုရှိတယ်ဆိုတာအဲဘာလို့ကြီးရတယ်တမတော်အလိုရှိတာဟုတ်လား ဟဲ့မေလူတက်တော့လူရှိနေတဲ့လူငယ်တွေကိုနေရလူရှိတယ်မလုပ်နေသေးဘူးသူရလူရှိတယ်ဆိုတာတိုးတက်စေခြင်းနဲ့လူငယ်တွေစီဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံးလုံးပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြကြစူးစမ်းပြခြင်းနဲ့လူငယ်တွေရဲ့တောင်းတမှုမင်းတို့အဲ့ဒါကိုသိတယ်မလားဟင်မင်းတို့အဲ့ဒါကိုသိတယ်မလားလို့ဟင်တဲ့အလူငယ်ရဲ့တောင်းတရမဟုတ်မပြတ်နိုင်တာကိုငါတို့ကတောင်းတရနေရမဟုတ်ဘူးအိမ်မက်တွေမက်နေရမဟုတ်ငါတို့ကအပေါင်တွေပေါ်နေတာတိလား ဒီမိုကရေစီခနစ်စနစ်ဒီမိုကရေစီခင်မှာငါတို့ကအပေါင်းတွေဖော်နေတာငါတို့ရဲ့အခွင့်အရေးတွေနော်တခြားနိုင်ငံတွေနဲ့ကဘာနဲ့မပြောပါဘူးနော်ငါတို့အရှိတောင်အာရှနိုင်ငံတော်အတွင်းအိမ်ကြီးချင်းနိုင်ငံတွေမှာတော့ငါတို့ကအောက်ကျနေတာနောက်ကျနေတာနော်2015နဲ့2020အတွင်းအများကြီးငါတို့ပြောင်းလဲလာခဲ့ကြတယ်နော်လမ်းပေါ်မှာမင်းတို့ကိုကိုစရိတ်တပြည့်ပြည့်ဆိုတော့ အနေထားတွေက90ရာခိုင်နှုန်းလောက်ရော့သွားသလိုအမိုက်ကိုပြီးစလွယ်ပြစ်တယ်ဆိုတဲ့ဟာတွေကလည်း90ရာခိုင်နှုန်းလောက်ရော့သွားတယ်နော်ကိုဝင်တယ်တွေနေရာပေးရမယ်ဆိုတဲ့အတီးကလူတိုင်းမှာရှိသလိုခန္ဓာကိုယ်မတန်ဆွမ်းမတဲ့လူတွေဆိုလို့ရှိရင်ကားပေါ်မှာနေရာပေးရမယ်ဆိုတဲ့အတီးလူတိုင်းမှာရှိလာတယ်တကူအောင်ဆန်သိကြီးရော့လာတယ်နော်လူတိုင်းကနိုင်ငံပေါ်မှာချစ်လာတယ်အရာတိုင်းကအစိုးရလုံးဝမဟုတ်ဘူးကိုယ်နဲ့သက်ဆိုင်လာတယ်လမ်းနေကြက်နေတယ်မော်တော်ဘီကယ်မရှိဘူးပြည်သူလူထုတရားရောက်ကထွက်ပြီး share လိုက်တယ်ဆိုတဲ့အဖြစ်မျိုးတွေနော်ကိုယ်တောင်ဝင်ယူမှုတောင်ဝင်ခံသိတဲ့နေငါတို့ရှင်သန်နေတဲ့အချိန် ဘာလို့ရပါမလို့ပိတ်တာမင်းရဲ့ဖေမင်းပထွေးနော်တိုင်းကြီးကောင်းကြီးကပိတ်တာမင်းတို့ပိတ်တာမင်းတို့ကြောင်းကြရမလို့ဘူးမင်းတို့ကြောင်းကြတာဘာကြောင်းကြတာသိလားမင်းတို့စုတ်ကြင်လာတဲ့အာနာသိလားနှိမ့်ချောက်တဲ့ကြုံလုံးလုံးမင်းတို့ထိန်းချုပ်လာတဲ့အာနာနော်ဒီမိုကရေစီသာပွင့်လန်းသွားရင်မင်းတို့ဘယ်သူမှလူမထင်တော့မှာမင်းတို့ကြောက်တာလှုပ်တော်တွေကဖယ်ပြရမှာမင်းတို့ကြောက်တာကြောင်းသားတွေ လူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဖြစ်စေနိုင်ပါဖြစ်စေနိုင်တာဗောလူကြီးတွေကြောင်းကြမှုဖြစ်စေနိုင်တယ်လေအေးအဲ့ဒါကိုမင်းတို့တားခဲ့တာလေဟင်အဲ့လိုလူငယ်တွေလက်နဲ့ကိုယ်တိုင်ထည့်ခဲ့တယ်မဲမတို့ပြည်သူတရလုံးထည့်ခဲ့တယ်မဲဒီမင်းတို့လုတ်ခဲ့တာလေအဲ့ဒါကိုလူကြီးကြကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုတာဒါကိုလုတ်ပေးလိုက်လို့ရှိရင်ဒါကိုလုတ်ပေးလိုက်လို့ရှိရင်อืม ။ဘာဖြစ်လဲ။ဓာတ်ရုပ်နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်လဲ။ဟွန်း။ဘာမဟုတ်တာတွေဝင်လာနိုင်မလဲ။ဘာမဟုတ်တာဝင်လာမှာလဲ။ဟွန်း။ဟွန်း။ဘာမဟုတ်တာဝင်လာမှာလဲ။ဒါကိုလုံပေးလိုက်လို့ရှင်မဟုတ်ဘူး။မင်းတို့လုံလိုက်တာမင်းတို့လုံလိုက်လို့အခုမဟုတ်တာတွေအကုန်လုံးဖြစ်ကုန်တာ။စုပ်ပြတ်တက်နေရပဲ။ရုရှားပြန်လာပြီတတိုင်းမျိုးချင်းချင်းကြီးကောင်းမွန်တော့မှာဟုတ်လား။ဟမ်။ဘာလို့လဲလာမှာရုရှားပြန်လာပြီးတော့ဟွန်း။ မင်းတို့ရွေးကောက်ပွဲလုပ်ဖို့တော့ကိုပဲတခြားနိုင်ငံတွေနဲ့ဆက်ညှိလို့ရရင်ရမယ်နော်ပြီးတော့လက်နက်တွေပါလာမယ်နော်စစ်တီအင်အားတွေပါရင်ပါလာပါဗောမင်းတို့ရုရှားကနေပြီးတော့ခေါ်ချင်းခေါ်လာမှာဗောနော်မင်းတို့ပေါ်လာဆိုရလူတွေအများကြီးတန်သေးဟုတ်တယ်မလားအောက်မျိုး training ပေးဖို့တော့မင်းတို့ training training တာကောင်းကောင်းလုပ်ရဲဟုတ်တယ်မလားဟင်စီရင်နဲ့ပတ်သက်ပြီးမင်းတို့ကဘာတွေ့ကြုံမှမရှိတော့ဘူးအဲ့လိုမျိုးအကူအညီမင်းတို့ယူရင်ယူလာမှာဗော အဲ့အနာကကောင်းလာတာတိုင်းပြည်အတွက်ဟမ်အာနာရှင်နိုင်ငံကိုသွားတယ်နော်ကိုရန်တုတ်ခံထားတဲ့ကောင်ချင်းချင်းဆွေးနွေးတယ်အဲ့လိုမျိုးမကောင်းတဲ့ရလက်ချိထားတဲ့ကောင်တွေကဆွေးနွေးတဲ့အဖြစ်အရတိုင်းပြည်နာဘက်ကောင်းမှုဆိုတာဖြစ်လာနိုင်လားဟမ်စောက်တိတ်ပဲမရှိလိုက်တဲ့စကားကြီးအာမဟုတ်တာဖြစ်နိုင်လားလေအဓိကကြိုးတဲ့ဘူကကျွန်တော်မြင်ခဲ့တဲ့အကြောင်းရင်းပေါ့နော်။ကိုဗာမြင်ခဲ့တဲ့ခဏနေတဲ့မိကိုအမှန်ပါတယ်။ကိုဗာမြင်ခဲ့တဲ့အကြောင်းရင်းက အဲလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေကိုအတိုင်းတာတကူတီလူတို့နိုင်ငံအနေကချိန်ညှိအတိုင်းတာတကူတီလူနိုင်ငံပဲဖြစ်လေဟင်အတိုင်းတာတကူတီလူနိုင်ငံပဲဖြစ်လေလို့သတ္တနာတော်ကြည့်မယ်နော်ဒီကောင်ဘာသက်ပြောမလဲဆိုတော့ချိန်ညှိပြီးနိုင်လို့မြင်လားဘာတွေတွေ့ခဲ့လဲဆိုတော့ကြာကြာလူကြီးတွေကအဲ့ဒါလေဘာမှချိန်ညှိစရာလည်းမလိုဘူးနော်အမှန်အမှန်တိုင်းလက်ခံမှုပဲလိုတာနော်အခုကမင်းတို့ကမင်းတို့စစ်တပ်မှန်တယ် နော်ပြီးရင်အဲ့လူကြီးတို့ရဲ့ပြန်မပြောနဲ့လူကြီးကမှန်တယ်ဟင်လူငယ်တွေကအများနဲ့မားတယ်ဟင်မင်းတို့အဖွဲ့စည်းရင်မှာခုလူငယ်ဘယ်နှယောက်ကိုမင်းတို့မြန်နေရာပေးရလို့လဲဟမ်35နှစ်ယောက်ဘယ်နှယောက်ပါလဲဟင်မင်းတို့နေရာပေးရတယ်မှာဘယ်နှယောက်ပါလဲလို့အကူတို့ကောင်းလေအဲ့ဒါကိုလူငယ်လူငယ်ပြောနေမင်းတို့လူငယ်တွေကတော့ရှေ့တန်းကိုပဲပို့နေတာတေလန်းကိုပဲပို့နေတာ ဟောနော်နိုင်ငံအကြီးကဲတဲ့ဖြစ်လူကြီးတွေကဆွေးနွေးနေတယ်ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်ကြီးတွေကသူတို့ကအဲ့ဒီစကားတွေမှာဝင်ကြိုးခြင်းပြောတာပဲလူကြီးပြောနေတဲ့စကားတွေမှာဝင်ကြိုးရပြောတာပဲမှန်ရင်အဲ့ဒီလူကြီးကလက်ခံလိုက်တယ်ကျွန်တော်တို့ရဒီမှာမရဘူးလားဟုတ်လားမင်းတို့ရှိမှမရဘူးလားဟင်မရဘူးလားမင်းတို့ရှိမှဘာလို့မရမှာလဲဟောရရမယ်ကြားဖို့တော့ဘာလို့တိုက်နေတာမင်းတို့မင်းတို့အုပ်ချုပ်နေတယ်အဲ့လိုခွင့်ရပဲတော့မရဘူးနော် ဖန်လောင်မှန်တယ်လည်းပြောနိုင်မှုတယ်မတို့တိုင်နေတာအဖက်ဖက်ကနေစနေတစ်ခုလုံးတွန်းလိုက်နေကြတာငါတို့ကစက်ကြည့်မလားလက်ခံလိုက်တဲ့စက်ပြောလောက်ပါဗျာညာပြောလိုက်တဲ့အဲ့တော့じゃလူငယ်တရားဘာလဲဆိုတော့ခုနပြောတဲ့တောင်းတမှုတွေဖွံ့ဖြိုးတိုးတက်အချိန်မှာလူကြီးတွေရဲ့ကြောက်ကြမှုတွေဒီနှစ်ခုကိုချိန်ကြည့်ပါတောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲတောင်းတမှုတွေမရရင်ဒေါ်လာဖြစ်တာပေါ့ကြောက်ကြမှုတွေမရရင်ဒေါ်လာကြောက်ကြမှုတွေမရတောင်းတမှုတွေမရရင်ဒေါ်လာဖြစ်တယ် အကုသို့ကတော့ပြောင်းတောင်းတာမဟုတ်ဘူးလို့ပြောပြီးသွား၏တောင်းတမှုမရလို့ငါတို့ကဒေါသဖြစ်တာမဟုတ်ဘူးတိလားဘာလို့ရမယ့်ခွင့်ရေးမင်းတို့ယူသွားတာပွေးဆွဲသွားတာအကုသို့ကောင်ရဲ့တောင်းလာတော်မဲလုံးတော်ပြီဒီကောင်အကြောင်းတော့ဒီမှာဒီနေ့ဘလောက်နဲ့ပြောထားလိုက်ပြီဗောနော်ဆိုတော့မြောက်လိုက်ကအဲ့ဒီရဇာကြီးနဲ့ပြန်လာတဲ့အချိန်မှာပဲဒါတော့ဇော်မဲလုံးကိစ္စပါဗောနော်ဆိုတော့ရဇာကြီးနဲ့ပြန်လာတဲ့အချိန်မှာပဲလင်ရအစင်လင်ဘွဲမှာ အင်တာဗျူးတစ်ခုပြောခဲ့ပါတယ် EO တွေအနေနဲ့နော်ဖြစ်ကျင်တာတွေဝယ်မပြောနေပဲねဖြစ်တင်တာတွေဖြစ်တင်တာကိုပြောပါဆိုရဟာကိုသူပြောသွားတယ်နော်ဆိုတော့မင်းအစာတွေကမင်းရောဖြစ်ကျင်တာကိုမလုပ်ခဲ့ပဲねဖြစ်တင်တာကိုလုပ်ခဲ့လားဟမ်မင်းအောင်လားအခုချိန်မှာဖြစ်တင်တာကိုပြောပါလို့မပြောနဲ့နော်ဘာလို့ကဖြစ်တင်ဖြစ်လိုက်တာကိုစီစဉ်ပြီးလုပ်နေပြီသဘောပေါက်လားနော်လုံနေရမှာ၄နှစ်တောင်ကြာပြီကွာမင်းနဲ့ညီတော်တော်ပါပြီပဲမဟုတ်ဘူးလား ဘာဒီခုမှဖြစ်တင်တယ်ဖြစ်တင်တာကိုပြောပါတော့ဘာလို့နော်ကျွန်တော်ဟိုနေ့ကပြောသလိုပဲတိုင်းသားချင်းချင်းတိုင်းသားလက်နက်ကိုင်ချင်းချင်းစုံမှုနယ်မြေရာလာတဲ့အင်အားစုတွေအချင်းချင်းမှာပြဿနာဖြစ်နေရလေးရှိတယ်မင်းအောင်လဲစောင့်နေတဲ့အချိန်ကဒီအချိန်လို့ပြောလို့ရတယ်လို့လည်းတတ်မှတ်လို့ရတယ်ဆိုတော့ဒီနှစ်အတော်အတွင်းမှာသူတွေးခွဲတက်ရှို့ဖို့နီလန့်နေအများကြီးသူကြိုးစားတာမျိုးလောက်ကောင်းလုပ်နိုင်တယ် ဆိုတော့အုပ်စုခွဲအုပ်စုပွဲတွေဖြစ်ဖို့အတွက်သူစူးစမ်းတာမျိုးတွေနော်အဆုတ်ခေါ်တိုင်းလုံးလုံးလာတာမျိုးရှိလာလိမ့်မယ်ပေါ့နော်ဒီကြားထဲမှာဟိုလက်နဲ့အင်အားအကူအညီတွေရလာတာမျိုးတွေပြည်နိုင်ငံကြီးအရာဘောတခြားသောနိုင်ငံအနေနဲ့စကားပြောခဲ့တဲ့အပေါ်မှာရုရှားကဘယ်လိုအကူအညီပေးနိုင်မယ်ဆိုတဲ့အပိုင်းကဏ္ဍတွေလည်းရှိရယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးကတစ်ပိုင်းပေါ့ဆိုတော့ဟိုမင်းအောင်နိုင်ပြောတာသူလည်းဖြစ်ချင်တာတွေရှိရယ်ပေါ့ဒါပေမဲ့ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ဆိုတဲ့စကားကိုသူပြောတယ်မင်းဖြစ်ချင်တာတွေဖြစ်မှာမဟုတ်တော့ဘူးရအောင်နော်မင်းဖြစ်ချင်တာတွေဖြစ်မှာမဟုတ်တော့ဘူးမင်းဖြစ်ချင်တာတမရာကြီးမလားနော် မရည်ရွယ်နဲ့မဖြစ်တော့နော်ဘာလို့တိုက်မှာပဲရှင်းရှင်းလေးဘလို့မှဖြစ်ဖို့မစင်စားနဲ့နော်ဆိုတော့တိုင်းသားလက်နက်ကင်တန်ပြီးတွေကလည်းသူတို့လုတ်တင်လုတ်လိုက်တာကိုသူလုတ်ပြီးသားနောက်တစ်ချက်နော်ဖြစ်နိုင်တာပဲသွားတာကောင်းတယ်တဲ့ဆိုတော့အခုဘာလို့ကဖြစ်နိုင်တာကိုသွားနေတာနော်ပြီးတော့ဖြစ်နိုင်တယ်ဆိုတော့ဘယ်တိုင်းသားကြီးပြောတာလဲဟင်ဟင်ဟဲ့ငါတို့နိုင်တာဖြစ်နိုင်တာမဟုတ်ငါတို့နိုင်တာဖြစ်ကိုဖြစ်မှာနော်မင်းကြားမှာဖြစ်တင်တာမင်းတေတန်ကြားကိုကြားမှာဖြစ်တင်တာ ဘောပေါက်လားနော်ဖြစ်နိုင်တယ်ဆိုတာမရှိဘူးဖြစ်အောင်လုပ်တာပဲရှိတယ်ဖြစ်အောင်လုပ်တဲ့အရာတွေပဲအောင်မြင်တာမင်းတို့ဖြစ်နိုင်တဲ့အရာလေးတွေပဲလုပ်လို့တိုက်ပြီးမတိုးတက်တာတဘောပေါက်လားအာမှုတို့ကောင်ပြီးနောက်တစ်ချက်သူထပ်ပြောသေးရဲ့တိကျဒီမိုကရေစီပေးရဲ့တိုင်းရင်းသားအခွင့်အရေးပေးတယ်နော်ဒီမိုကရေစီပေးရဲ့ဆိုတော့ဘယ်ဒီမိုကရေစီကိုပေးတာလဲဟမ်ဟမ်ဂျာစီနေပြည်သားဒီမိုကရေစီဟမ်တိုင်းပြည်ရဲ့ရွေးကောက်ပွဲတိုင်းပြည်ရဲ့အစိုးရကိုမင်းတို့ထောင်တွင်းချတယ်အာဏာသိမ်းတယ် ဟင်းတနက်ကိုခေါင်းပေါ်တည်ပြီးလက်မှတ်ထိုးကိုင်းတဲ့အဖြစ်ဘာလို့သမ္မတငင်းဆန်ခဲ့တာလीအခုတို့ပါပဲဟင်းဘာဒီမိုကရေစီလဲဘာဒီမိုကရေစီလဲအဲ့ရဟင်းနိုင်ငံတော်အာဏာကိုခေါင်းပေါ်တင်ပြီးတော့မင်းတနက်ခေါင်းပေါ်တင်ပြီးလူလာဒီမိုကရေစီလားဟင်းတိုင်းရင်းသားခွင့်ရဘာတိုင်းရင်းသားခွင့်ရပေးတာဟင်းမင်းရခိုင်လေးစစ်ဖြစ်တယ်ရခိုင်ရရခိုင်ပြည်သူတွေရခိုင်တိုင်းရင်းသားတွေရန်ကုန်လာတယ်မင်းတို့အဲစင်းစစ်ပြီးပေါ်တာဆွဲတယ် စမ်းချောင်းမှာနေရစမ်းချောင်းမှာရခိုင်နေမလာဘူးသူမျိုးတို့မောင်းထုတ်ကြဟင်လူမျိုးကြီးွာတာမင်းတို့ဘယ်လောက်ဆွဲတယ်ပြည်သူတွေမဆွဲဘူးတိုင်းရင်းသားတွေမဆွဲဘူးဗမာပြည်သူမဆွဲဘူးဗမာတိုင်းရင်းသားမဆွဲဘူးနော်ရခိုင်ပြည်သူရခိုင်တိုင်းရင်းသားလူမျိုးကြီးွာတာမဆွဲဘူးမင်းတို့ခေါင်းပေါက်ပိုင်းကောင်တွေပဲဆွဲနေတာလူမျိုးကြီးွာတာမင်းတို့ဝယ်ဖြစ်နေကြတာဘာတိုင်းရင်းသားခွင့်ပေးရတယ်အဲ့ဒါဟင်ဘာလဲတန်းလူကြီးများ ်ချင်းချင်းလေးနော်ဘယ်လိုစတော့ဒီကပြန်ပြောရအချင်းချင်းလေးတိုင်းဒီအာနာကိုတရားမဝင်လိုက်တဲ့ကမင်းတို့တရားမဝင်အဖွဲဒီခုတ်ကုန်မဟုတ်တော့တာတရားမဝင်အဖွဲဒီမဟုတ်တော့တဲ့ကမင်းတို့စကားရတယ်ဘာမှဆောက်ကြည့်ဆိုင်နေကြမလို့ငါတို့နော်ငါတို့တော်လိုင်းလမ်းစဉ်အတိုင်းနော်လက်လက်ကတော်လိုင်းရေးတိုင်းမင်းတို့အနိုင်တိုက်ပြီးတော့ဆင်ရနာရှင်အမြင့်ပြုတ်တဲ့လမ်းကိုငါတို့သွားအောင်သွားမှာအဲ့လမ်းကိုငါတို့ရွေးကိုရွေးမှာအဲ့အတိုင်းပဲဖြစ်ကိုဖြစ်လာမှာနော်မင်းတို့နဲ့ညှိနှိုင်းကြအကြောင်းပါဆိုတာဖြစ်လာမှာမဟုတ်ဘူးမင်းတို့ဘလောက်ကြီးကြိုးစားပါလေရော ဆိုတော့ဒီနေ့တော့ဒီလောက်ပဲပြောကြရည်နဲ့ကျွန်တော်အစီအစဉ်လေးကိုဒီမှာပဲကျင်းပပါတယ်เนาะအလုံးမဲ့အာ view site ကြပါခက်ပြက်ပြီးပြက်ထဲမှာအလုံးရှင်းတဲ့မိုးအတွက်အာရှင်းတဲ့နိုင်ကြပါသေးလို့ပြောရင်းနဲ့ပဲကျွန်တော်အစီအစဉ်လေးကိုလေးပေးပါတယ်အလုံးမဲ့တတပါ